မင်္ဂလာပါ Story War ကနေပြင်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Story War Channel ကိုစောင့်ကြည့်နေကြတဲ့ပရိသတ်တွေအတွက်ဗရာဇာယီဟာမိဘသဘောမတူတဲ့လူနဲ့လက်ထပ်ပြီးထွက်ပြေးပြီးတဲ့နောက်မှာအကြောင်းအမျိုးမျိုးကြောင့်နေယောက်ျားဖြစ်သူအပါအဝင်သားနှစ်ဦးနဲ့မိဘနဲ့မောင်တို့ကိုတယောက်ချင်းစီဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်ပြောပြလို့မရနိုင်တဲ့ဒုက္ခဝေဒနာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ် အဆုံးမှာတော့စိတ်မတည်မငြိမ်ဖြစ်နေစင်မှာပဲဘုရားဘုရားရှင်ထံရောက်ကာတရားနာပြီးသောတာပန်အဆင့်ကိုရောက်ရှိခဲ့ရပါတယ်။ဒီလိုနဲ့ယဟန်မပြုပြီးတရားကျင့်ကြံရာကနေနိဗ္ဗာန်ချမ်းသာကိုမြင့်မောက်ပြုကာဣတတဲပွင့်ဒီကိုရရှိခဲ့တဲ့ပရာဇာယီဆိုတဲ့အကြောင်းကိုစရိဝပရိသတ်တွေဘုဒ္ဓရရစေဖို့ပြောပြပြီးတော့မှဖြစ်ပါတယ်။ channel လေးကို like and subscribe လုပ်ပြီးနှာတော်ကြဆင်ပေးကြပါအောင်နော်။ တခါကတာဝိတိမြို့မှာဂရီ၄၀ကျွေးွားတဲ့တထေးကြီးတူရှိနေတာပေါ့သူမှာပဒါဆိုင်ကြီးလို့အမည်ခေါ်တဲ့တမီးမျိုးတယောက်လည်းရှိနေတယ်တဲ့ပဒါဆိုင်ကြီးဟာ၁၆နှစ်တမီးအရွယ်ကို ရောက်လာတဲ့အခါမှာသူ့ရဲ့အိမ်မှာစေခိုင်းနဲ့ကျုံလူလင်မျိုးတူနဲ့ချစ်ကြိုင်းမိနေတော့တာပေါ့ပဒါဆိုင်ရဲ့မိဘတွေဟာအမျိုးဆက်ချင်းအစဉ်အတန်းချင်းတူညီတဲ့သူတို့သားတယောက်နဲ့ထိမ်းမြပေးရန်စီစဉ်ထားရတယ် ပြီးတော့မင်္ဂလာဆောင်မွေးနေ့ရက်ကိုလည်းတက်မှတ်ထားပြီးသားဖြစ်နေတော့တာပေါ့ဗရာဆာယီဟာသူ့ရဲ့မိဘတွေထိမားပေးမဲ့သူတို့သားကိုစိတ်နှစ်သက်ခြင်းမရှိဘူးတဲ့ဒါကြောင့်မို့မင်္ဂလာဆောင်ကန်ကြီးအချိန်မှာကျွန်လူလင်ပြုံနဲ့အတူသူ့ရဲ့နေအိမ်ကနေထွက်ပြေးသွားတော့တယ်ဒီလိုနဲ့ရွာတရွာမှာသူတို့နှစ်ဦးဟာ ပေါင်းသင်းနေထိုင်ကြတော့တာပေါ့ ဝန်ရေးအတွက်ယောက်ျားဖြစ်သူဟာလင်းချွန်နေဟင်းဒီဟင်းရွက်တွေရောင်းနေစားတဲ့အလုပ်တွေကိုလုပ်ကိုင်းတယ်လို့ပဲ တထေးသမီးဖြစ်ခဲ့တဲ့ဗရာစာကြီးကလည်းရေခတ်တယ်မောင်းထောင်းနေသမင်းချက်တယ်စားတဲ့အလုပ်တွေကို အတူကျိုးနွန်စွာလုပ်ကိုင်းကြရတယ်အဲဒီလိုနေထိုင်လာကြရကပရာစာရီမှာကိုဝင်ဆရှိလာတော့တယ် ိုဝင်ရင်လာတဲ့အခါမှာတော့ပလာဇာကြီးဟာသူမရဲ့မိဘရက်ချံကိုပြန်ပြီးမွေးဖွားရန်သူမရဲ့ယောက်ျားကိုတောင်းမန်လေတော့တာပေါ့သူမရဲ့ယောက်ျားကလည်းပြန်သွားမယ်ဆိုရင်ညင်ပန်းနေဆက်ခံရမည်ဆိုလို့လိုက်မပို့ရဲဘူးတဲ့ဒီလိုနဲ့ပလာဇာကြီးကလည်းလိုက်ပို့ရန်သာထက်တလဲလဲတောင်းမန်လေတော့တာပေါ့ယောက်ျားဖြစ်သူကလည်းလိုက်မပို့ဝတ်နာကြောင့်လိုက်ရောခြင်းမပြုဘူးတဲ့ ဒီလိုနဲ့အချိန်ချင်းပြောရည်မရတဲ့အခါမှာပရာဇာယီဟာယောက်ျားမရှိခိုက်မှာတေတဆိန်အိမ်ကနေထွက်သွားတော့တာပေါ့ယောက်ျားဖြစ်သူပြန်ရောက်လာတဲ့အခါမှာပရာဇာယီရဲ့အကြောင်းကိုအင်းနီနာချင်းနေထံကသိရတဲ့အခါမှာပဲပရာဇာယီနောက်ကိုချက်ချင်းဆိုသလိုလိုက်သွားတော့တာပေါ့ဒီလိုနဲ့သူတို့နှုတ်ဟာတောလန်းတနီယာမှာတွေ့ဆုံကြတာပေါ့ ယောက်ျားဖြစ်သူကပြန်ခေါ်တော့လဲမရတာကြောင့်ဇနီးမောင်နဲ့နှုတ်စလုံးရှေ့ကိုပဲသွားကြရတော့တယ်မိဘတွေရဲ့အိမ်ကိုမရောက်မီမာပဲတော်ရင်မှာပဲတာယောက်ျားလေးကိုဖွားမြင်လိုက်တာကြောင့်ပရာစာယီဟာမိဘတွေရဲ့အိမ်ကိုဆက်မသွားတော့ပဲယောက်ျားဖြစ်သူနဲ့အတူ ရွာကိုပဲပြန်လိုက်လာခဲ့တော့တယ်အဲ့ဒီလိုနေထိုင်လာရာကနေဒုတိယကလေးကိုဝင်ရှိလာပြန်တော့တယ် မိဖွားကနေခင်ရောက်တဲ့အခါမှာလဲပနာစာဤဟာပထမအကြိမ်ကဲ့သို့ပင်မိဘအိမ်ကိုပြန်ပြီးမိဖွားမယ်လို့ပြုမူပြန်တာပေါ့ယောက်ျားဖြစ်သူကလည်းတားမြစ်ပြန်နေတယ်အဲ့ဒီလိုပဲပထမအကြိမ်ဤသူမိဘအိမ်ကိုတိတ်တဆိတ်ထွက်ခွာသွားတော့တယ်ယောက်ျားဖြစ်သူကတိတဲ့အခါမှာလိုက်၍ခေါ်ရပြန်တော့တာပေါ့ပထမအကြိမ်လိုပဲတောထဲမှာပဲတွေ့ဆုံမိကြရတယ် ါပေမဲ့ကြွားကိုလည်းမပြတ်နိုင် ရှေ့ကိုပဲခရီးမဆက်နိုင်တော့ပဲတောင်းရင်းမှာပဲမိဖွားမဲ့စဲစဲဖြစ်လာတော့တယ်တဲ့အဲ့ဒီအချိန်မှာပဲမိုးကလည်းရွာလေပြင်းကလည်းတိုက်ခတ်တာကြောင့်ယောက်ျားဖြစ်သူဟာမိုးလုံးနဲ့နေရာမှာခိုးလို့ရန်အတွက်ကြားနဲ့ခြုံတွေတွေကို ခုတ်ထွင်ရှင်းလင်းရှာရတော့တာပေါ့ အဲ့ဒီအချိန်မှာတောင်မိုးတကူကနေအစိပ်ပြင်းနဲ့မွေးတကောင်ထွက်လာပြီးယောက်ျားဖြစ်သူကိုကင်လိုက်ကြကြောင်းယောက်ျားဖြစ်သူဟာ နေရာမှာပဲလဲကြသေးဆုံးသွားရှာတော့တယ်တဲ့ဗလားစာကြီးခမားမှာတော့ဝိရဏကိုခန်းစားနေရင်နဲ့ဒါကြီးနဲ့အတူယောက်ျားဖြစ်သူအလာကိုစောင့်မျှော်နေရကနေတားငယ်လေးကို ဖွားမြင်လိုက်တော့တယ်တဲ့ ကလေးနှစ်ယောက်ဖြစ်တဲ့တားကြီးနဲ့တားငယ်လေးတို့ဟာမိုးရံလေးရံကို ခံကြရတာကြောင့်ထိတ်လန့်စွာနဲ့ငိုကြွေးနေကြရှာနေတယ်။ပရာစာကြီးဟာ ကလေးနှစ်ယောက်ကိုရင်ခွင်အောက်မှာထားလျက်တညာလုံးလေးဘက်ထောက်၍နေခဲ့ရရှာနေတယ်။မနဲ့မိုးလင်းတဲ့အခါမှာသူတို့တားအမိဟာခြေရာခံ၍ယောက်ျားဖြစ်သူကိုလိုက်ရှာတော့တယ်တဲ့။ ဒီလိုနဲ့မကြမီမှာပဲတဏီယာမှာလင်ယောက်ျားဖြစ်သူတည်ဆုံနေတာကို တွေ့လဲရတော့တာပေါ့ဒါကြောင့်ဗရာဇာဤဟာ စိတ်ထိခိုက်မဆုံးဖြစ်ရှာရတယ်။ဒါပေမဲ့မတက်နိုင်မဲအာတင်းလိုက်ရတော့တာပေါ့။တားငယ်ကလေးကိုရင်မာပိုက်လျက်တားကြီးကိုလက်တွဲကအဲဒီနေရာကနေတရွေ့ရွေ့ထွက်ခွာလာခဲ့တော့တယ်လေ။ အတန်ကြာတဲ့အခါမှာမြေကဘာတစ်ခုကို ရောက်လာကြတော့တာပေါ့ညကရွာချခဲ့တဲ့မိုးရီကြောင့်မြေရီဟာတသွင်းသွင်းစီးစင်းနေပြီးရင်စိုးလောက်ရှိနေတယ်ဗရာစာကြီးဟာသားနှစ်ယောက်နဲ့အတူမြစ်ကိုကူးဖြဲ့ရန်ဟာမလွယ်လာတာကြောင့်ဒါကြီးကိုဒီဘက်ကမ်းမှာချခဲ့ပြီးသားငယ်လေးကိုပြေးချီကတစ်ဖက်ကမ်းကိုကူးဖြဲ့ရန်ကြံစီတော့တာပေါ့ ဒီလိုနဲ့တပတ်ကန်းကိုရောက်တဲ့အခါမှာနေရာတနေရာမှာတားငယ်လေးကိုတိတ်ထားခဲ့ပြီးလျင်တားကြီးကိုခေါ်ရန် ပြန်လာတော့တာပေါ့ပရာစာရင်မြစ်လေအရောက်မှာစွန်ရဲကြီးတကောင်ထိုးစင်းလာတာကို တွေ့လိုက်ရတော့တယ်စွန်ရဲကြီးဟာဘွားတစ္ဆဖြစ်တဲ့နေရဲနေတဲ့တားငယ်လေးကိုသူ့ရဲ့တားကောင်အထက်မှတ်ကတောက်ချီသွားနေတော့တာပေါ့ အဲ့ဒီအချိန်မှာပရာစာဤဟာ စွန်ကြီးလန့်ပြည့်၍တားငင်လေးကိုခြားထားစီရန်လက်နှစ်ဖက်ကိုမြှောက်လျက်ဟစ်အော်၆လန့်တော့တာပေါ့ဒါပေမဲ့စွန်ကြီးကမမှုတားငင်လေးကိုတောက်ချီသွားလိပြီအဲ့ဒီအချိန်မှာပဲတပတ်ကမ်းမှာရှိနေတဲ့တားကြီးကမိမိကို မိခင်ဖြစ်သူလန့်ခေါ်တယ်လို့ချမှတ်ကြကြောင်းရည်ရဲကိုဆင်းလာတော့တာပေါ့ ရေရဲအဟုံးကြောင့်တားကြီးဖြစ်သူဟာလည်းရင်ညစ်ပြီးတီဆုံးသွားရှာတော့တယ်။ဗလာဆိုင်မှာတော့တောကမီးတွေတောက်လောင်ကအယူပမာဖြစ်လို့နေတော့တာပေါ့။လင်းယောက်ျားနဲ့တားတွေတီဆုံးပုံကို ပြောဆိုအိုဟေငိုကြွေးနေရင်းကနေမိဘတွေရှိတဲ့တာဝတိမျိုးကိုပြန်လာခဲ့တော့တယ်။ ဒီလိုနဲ့လန်ခရီးမှာ ခရီးသွားယောက်ျားတယောက်နဲ့တွေ့ဆုံတာကြောင့်မိဘတွေအကြောင်းကို မေးကြည့်နေတဲ့အခါမှာအဲ့ဒီယောက်ျားကနမငယ်ညကမိုးကြီးလေကြီးကြတာကြောင့်တိုက်ပြိုတယ်။တင်းရဲ့မိဘနှစ်ပါးနဲ့တကွာတင်းရဲ့မောင်မတီဆုံသွားလိမ့်ပြီ။သူတို့သုံးယောက်ကိုတပေါင်းနဲ့မိတကြိုးရာကြောင့်မိကိုတလူလူတက်နေတာကိုဒီနေရာမှပင် သင်မြင်နိုင်ပါတယ်လို့ပြောပြလေးတဲ့အခါမှာပလာဆိုင်မှာစိတ်မထိန်နိုင်တော့ပဲတတိလလဖြစ်သွားရှာတော့တာပေါ့ဒီလိုနဲ့ပလာဆိုင်ဟာသူ့မရဲ့အရင်းအီးဆုံးဆွေမျိုးတွေကိုတပြိုင်နက်တည်းမှာဆုံးရှုံးလိုက်ရတာကြောင့်သူ့ရဲ့ခန္ဓာကိုယ်မှာအဝတ်အစားပြင်မကတ်နိုင်တော့ပဲငိုကြွေးလျက်အရက်တကာမှာလဲ့လေပြီးရှောက်သွားလေတော့တာပေါ့ တချို့ကလည်းအယူမှလို့ဆိုကဂဲနဲ့ပြပောက်ကြနေတယ်။နောက်ဆုံးမှာတော့ပနာစာဤဟာဗုဒ္ဓဘုရားရှင်ရဲ့ဇေတဝန်ကျောင်းဝင်းလေးကို ရောက်ရှိလို့သွားနေတယ်။အဲ့ဒီအချိန်မှာဗုဒ္ဓဘုရားရှင်ဟာပရိသတ်တို့ကိုတရားဟောလျက်ရှိနေတာပေါ့။ပရိသတ်တွေကပနာစာဤကိုနှင့်ထုတ်မယ်လို့ကြံစည်တဲ့အခါမှာဘုရားရှင်ကတားမြစ်တော်မူကား ချစ်သမီးပရာစာကြီးတတိထားလုံးလို့မိန့်တော်မူလိုက်တာနဲ့တပြိုင်နက်တည်းမှာပဲပရာစာကြီးဟာတတိပြန်ဝင်လာတော့တယ်တဲ့သူရဲ့ခန္ဓာကိုယ်မှာအဝတ်အစားတွေမရှိတာကိုရှက်ကြောက်ကကြုံကြုံလေးထိုင်လျက်ဖြစ်နေတာကိုတရားနာသူတဦးကဂျင်နာစွာနဲ့အပေါ်ယုံအဝတ်ကိုပေးလိုက်နေတော့တာပေါ့ ပရာစာရေးခမရမှာတော့သေးတဲ့အဝတ်ကိုမိမိရဲ့ခန္ဓာကိုယ်ကို လုံခြုံရအောင်ဝတ်ဆုံပြီးဖျားရှင်ရဲ့ခြေတော်ကိုဥခိုင်းလျက်အရှင်ဖျားတပည့်တော်မရဲ့စောက်ဒီယာဖြစ်တော်မူပါဖျားလို့အားငယ်စွာနဲ့ရှောက်ထားလိုက်လေတော့တာပေါ့ဖျားရှင်ဟာလဲပရာစာရေးကိုအပူရင်းငိမ့်အောင်တရားဟောပြော ဆုံးမလေတော့တယ်တဲ့တရားရဲ့အဆုံးမှာပရာစာရီဟာတောကတွေကင်းဝေးလျက် ောတပန်ဖြစ်သွားလေတော့တဲ့ဗရာစာဤဟာတောတပန်ဖြစ်ပြီးတဲ့နောက်မှာဘိက္ခုနီများထံသွား၏ယဟန်မပြုလေတော့တဲ့ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမအတိုင်းတရားကိုကြိုးစားအားထုတ်ရာကနေတောကပရိသေဝမိတို့ကင်းငင်းရာနိဗ္ဗာန်ချမ်းသာမြတ်ကိုမျက်မှောက်ပြု၍ယဟန်နာမဖြစ်လေတော့တဲ့ အရှင်မဗရာစာယီဟာဖျားရှင် ပြညတ်တော်မူတဲ့ဝိနည်းသိက္ခာပုတ်တွေကိုကျင့်ဆောင်ရမှာအထူးကျွံဆုံးဖြစ်နေတယ်။ဒါကြောင့်ဝိနည်းဆောင်ဘိက္ခုနီမယဟန်တို့မှာအမြင့်မြတ်ဆုံးတဲ့ဧရဒတ်ဘွေသူကိုရရှိလေသူတူဖြစ်နေတယ်။ကဲအเจ้าရလေးကတော့ဒါပါပဲနော်။ စရိုဝပရိသတ်တွေလည်းပရာစာရဲ့အကြောင်းကိုနားဆင်ပြီးတဲ့အခါမှာမြင်မြပင်တောကအပူမီးတွေတောက်လောင်နေတော်လဲဗုဒ္ဓဖျားရှင်ဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုနားဆင်ပြီးဗုဒ္ဓဖျားရှင် ပြည့်ညတ်တော်မူခဲ့တဲ့ဝီနီးသိက္ခာပုတ်တွေကိုကျင့်ဆောင်နိုင်ကြတဲ့သူတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအကြောင်းအရာလေးကိုညီကုန်းချုံလိုက်ပါတယ်နော်နောက်ထပ်လဲပုံမြင်တွေဝိတ္ထုတွေဇောင်းမာတွေနဲ့ ရာဇဝင်တွေကိုနားဆင်ခြင်းနဲ့ဆိုရင် channel လေးကို like and subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်။